မင်္ဂလာပါခင်ဗျာဒုတိယဝါဒနာရှင်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာအခုဗီဒီယိုလေးကတော့10ရက်6လ2025အင်္ဂါနေ့မနက်ပိုင်းအတွက်ထိတ်စီးနဲ့နောက်ပိတ်နဲ့ကျွန်တော်ဒေအောကွက်လေးကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာကျွန်တော်ရဲ့မိတ်ဆွေများကတော့ကျွန်တော်ဟိုပေါ့နော်ဗီဒီယိုလေးမှာလက်မလေးလေးနှိပ်ပြီးတော့ကုညီပေးခဲ့လို့ရပါတယ် ကွန်မန့်လေးတွေမှတ်တော့ပေးပြီးတော့လည်းကုညီပေးခဲ့လို့ရပါတယ်ခင်ဗျာအခုတွေ့နေတဲ့ site လေးကတော့10ရက်6လ2025အင်ကာနေမနက်ပိုင်းတွင်အထိပ်ပိတ်နဲ့ day or တုံးကွက်ဖြစ်ပါတယ်အဒီ site လေးမှာတော့ကျွန်တော်ကအဲနှစ်ကွက်ကိုပဲပြထားတာဖြစ်ပါတယ်အခွန်လေးတစ်ကွက်ကိုတော့ကျွန်တော်ဆက်မစွဲတော့ဗျအရင်မဲရှုပ်သွားမှာပေါ့နော်အခုတောင်မှအတော်လေးရှုပ်နေပါပြီအဲ့တော့ ကျွန်တော်နှစ်ကွက်ကိုပဲအဲပြပေးသွားမယ်ပေါ့နော်ကြံတစ်ကွက်ကတော့ကျွန်တော် size ရှိပါတယ်ဒီတိုင်းပဲရေးပေးလိုက်တယ်ဗျအဲကျွန်တော်မိတ်ဆွေများကတော့ကျွန်တော်တင်ပြပေးမယ်လေပေါ့နော်အဲကျွန်တော်မိတ်ဆွေရဲ့အတွေ့အမြင်စိတ်ကူးလေးတွေနဲ့ပေါင်းဆက်ပြီးတော့အသုံးပြုနိုင်ပါတယ်ကန်ဆန်းနိုင်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ဒီ site လေးကိုရဖို့အတွက်ကျွန်တော်တို့နောက်ပိတ်ကိုကြည့်အောင်ဗျာနော်နောက်ပိတ်ကိုပထမအောင်ဆုံးကြည့်မယ်ခင်ဗျာနောက်ပိတ်လေးကိုရဖို့အတွက်တော့ကျွန်တော်တို့ အဝါရောင်၄တောင်နှလုံးကိုပေါင်းมาဖြစ်ပါတယ်အကျွန်တော်ညနေပိုင်းဘက်မှာဖြစ်ပါတယ်ဗျအဝါရောင်၄တောင်နဲ့မှာကျွန်တော်ရှစ်ရှစ်ပေါ့နော်အဘူး6ပရိတ်လေးဆင်းထားပါတယ်အဲ့ဒီချိန်မှာကျွန်တော်နောက်နေ့မနေ့မှာတော့6 6ပရိတ်ပေါ့နော်6ပရိတ်ကိုကျွန်တော်တို့နောက်နေ့မနေ့မှာ6ကနောက်ပိတ်အနေနဲ့ဆင်းသွားတယ်ဗျနော်အဝါရောင်၄၄နှလုံးနဲ့၈နှလုံးပေါင်းခြင်းက၆အချိန်မှာနောက်နေ့မနေ့မှာကျွန်တော်၆နောက်ပိတ်လေးဆင်းသွားပါတယ်ခင်ဗျာ။ အဲ့တော့6နောက်ဘေးလေးရချင်းကျွန်တော်ထိတ်စည်းလေးကိုကြည့်အောင်ဗျာနော်ထိတ်စည်းကတော့ပုံစံနှစ်ခုနဲ့တွားမယ်ဗျာအဲ့တော့အပြာရောင်နဲ့ဥစွာကြည့်မယ်ဗျာနော်အဲဒီဘက်ကျွန်တော်နောက်ပိတ်ဘက်မှာရှိတယ်အပြာရောင်၄တောင်နဲ့မှ5 6တုံးလုံးရှိတယ်ခင်ဗျာ9ရယ်9ရယ်6ရယ်ပေါ့နော်အဲ့ဒီတုံးလုံးပေါင်းချင်းကတော့3ညရတယ်ခင်ဗျာ3ညရတဲ့ချိန်မှာတော့ကျွန်တော်တို့ထိတ်စည်းဘက်မှာရှိတဲ့အပြာရောင်၄တောင်တုံးလုံးကိုပေါင်းကြည့်မယ်ဗျာထိတ်စည်းဘက်အပြာရောင်၄တောင်နဲ့မှ2ရယ်3ရယ်3ညရယ်3လုံးရှိတယ်ဗျာ နှစ်3 3ညာအဲ့ဒီတောင်းလုံးကိုပေါင်းခြင်းကတော့9ရတယ်ခင်ဗျာအဲ့တော့နောက်ပိတ်ပန်အပြာရောင်ပေါင်းခြင်းက3ညာထိပ်စည်းပန်အပြာရောင်ပေါင်းခြင်းက9အ3ညာ9ပါဝါအသွေးလေးဖြစ်ပြီးတော့ကျွန်တော်3ညာထိပ်စည်းလေးဖြစ်ပါတယ်အဲ့တော့အစောကရတဲ့အကျွန်တော်6နောက်ပိတ်လေးနဲ့3ညာထိပ်စည်းလေးနဲ့တွဲပြီးတော့3ညာ6ဒီလိုလေးပါဗျာနောက်ထပ်ပုံစံတစ်ခုကတော့ကျွန်တော်တို့6နောက်ပိတ်ဖြစ်တဲ့အချိန်မှာကျွန်တော်အဝါရောင်မြင်းနှင်းက3လုံးကိုပေါင်းကြည့်မယ်ဗျာနော် ကျွန်တော်6နောက်ဘေးအဝါရောင်အဝိုင်းလေးရပြီအဲ့ချိန်မှာအဝါရောင်မြင်းနှင်းကသုံးလုံးကိုပေါင်းကြည့်မယ်အဝါရောင်မြင်းနှင်းမှာတော့6ရယ်3ရယ်3ညရယ်ပေါ့နော်သုံးလုံးရှိပါတယ်အဲ့ဒီ3လုံးပေါင်းခြင်းက9ရတယ်ဗျအဲ့တော့6နောက်ဘေးဖြစ်တဲ့အချိန်မှာအဝါရောင်မြင်းနှင်းက3လုံးပေါင်းခြင်းက6ရယ်2ခက်9ဖြစ်ပြီးမှ3ညထိပ်စီဒီလိုလေးပါဗျအဲ့တော့ပုံစံနှမျိုးလေးပေါ့နော်ဒါကျွန်တော်ပြောနေတာကအခုကပထမအပင်ပဲရှိသေးရပြန်နော်အနောက်ဘက်ကတော့ရှင်းပါတယ် လေးတောင်နှလုံးပေါင်းမယ်ကျောင်းရှစ်ရှစ်နှလုံးပေါင်းခြင်း6အဲကျောင်း6နောက်ပိတ်ဆင်သွားရဒီလိုလေးပြเนาะထိတ်စီကတော့ပုံစံနှမျိုးလေးဖြစ်နေပါတယ်အဒုတိယပင်တွေကျွန်တော်တို့နောက်ပိတ်လေးကိုရဖို့အတွက်တော့အစိမ်းရောင်၄တောင်ပေါ့နော်အစိမ်းရောင်၄တောင်ကျောင်းညနေပိုင်းဘက်ကထွက်ထားတဲ့အဘရိတ်လေးပေါ့နော်အတုံးခွန်တုံညဘရိတ်ဖြစ်ပါတယ်အဲ့ဒီတုံညဒီကျောင်းနောက်နေ့မနေ့မှာပဲကျွန်တော်တုံညနောက်ပိတ်အနေနဲ့ဆင်းလာပေးတယ်ဗျကျွန်တော်အစိမ်းရောင်လေးနဲ့တုံညနောက်ပိတ်လေးကိုတော့ဝိုင်းပြထားပါတယ်ခဗျာ တော့ကျွန်တော်ထိတ်စည်းပထမပုံစံလေးကိုတွားရအောင်အဲ့လိုရဖို့အတွက်ဆိုကျွန်တော်အနက်ရောင်၄000ကိုကြည့်မယ်ဗျအရောင်လေးတွေအနည်းငယ်တော့ထက်နေတယ်ကျွန်တော်နှုတ်ကလည်းရွတ်ပြမယ်ပေါ့ဗျာနော်အဲကျွန်တော်နောက်ပိတ်အနက်ရောင်၄000နဲ့မှ6ရင်6ရင်5ရင်အဲကျွန်တော်မိတ်ဆွေများတွေ့မှာပါ6နှလုံး9ရယ်ပေါ့နော်665အဲ့နှလုံးပေါင်းခြင်းကတော့9ရယ်ပေါ့နော်ခွန်ရတယ်ပေါ့ဗျာနော်ခွန်ရပါတယ်အဲ့တော့ကျွန်တော်ထိတ်ကြည့်ပဲအနက်ရောင်4000နဲ့က3လုံးကိုပေါင်းကြည့်မယ်ဗျာ ထေစီဘက်အနက်ရောင်၄တောင်းနေမှာတော့၃ညရဲ့ရှိရဲ့၄ရဲ့၃လုံးရှိတယ်ဗျ။၃ညရှိ၄အဲ့ဒီ၃လုံးကိုပေါင်းလိုက်ရင်တော့ကျွန်တော်နှိရတယ်ခင်ဗျာ။နောက်ပိတ်ဘက်အနက်ရောင်၄တောင်းပေါင်းခြင်းကခွန်ထေစီဘက်အနက်ရောင်၄တောင်းပေါင်းခြင်းကနှစ်ခွန်နှစ်အပါဝါအတွဲလေးရရှိသွားပြီးမှကျွန်တော်၄ထေစီလေးဖြစ်ပြီးတော့အစောကရတဲ့၃ညနောက်ပိတ်လေးနဲ့တွဲလိုက်တယ်၄၃ညဒုတိယပင်ဒီလိုလေးဖြစ်ပါတယ်။ ဲ့တော့နောက်ထပ်ပုံစံတစ်မျိုးလေးကိုတွားတော့တွားရအောင်ခင်ဗျအဲကျွန်တော်အစောကတုံညနောက်ပိတ်လေးရပြီတုံညနောက်ပိတ်ပေါ့နော်ရတဲ့အချိန်မှာကျွန်တော်အစိမ်းရောင်မြင်းလေးကသုံးလုံးကိုပေါင်းမယ်ခင်ဗျနော်အစိမ်းရောင်ဝိုင်းထဲမှာတုံညာနောက်ပိတ်အဲ့ချိန်မှာအစိမ်းရောင်မြင်းလေးကသုံးလုံးကိုပေါင်းကြည့်မယ်ဗျအစိမ်းရောင်မြင်းလေးမှာတော့9ရယ်8ရယ်4ရယ်သုံးလုံးရှိတယ်ခင်ဗျ9 8 4အဲ့ဒီသုံးလုံးကိုပေါင်းလိုက်တဲ့အခါမှာတော့ကျွန်တော်ခွန်ကိုရထားတာဖြစ်ပါတယ်ကျွန်တော်တို့တုံညာနောက်ပိတ်ဖြစ်တဲ့အချိန်မှာ အစိမ်းရောင်မြင်းတွေကသုံးလုံးပေါင်းခြင်းကတုံညာနှစ်ခက်ခွန်ရရှိပြီးမှလေးတုံညာဒီလိုလေးဖြစ်ပါတယ်အဲ့တော့ပုံစံနှစ်ခုစလုံးကိုတော့ကျွန်တော်မိတ်ဆွေတဘောပေါက်ပြီးလို့ထင်ပါတယ်အတတိယပင်လေးကိုတော့ဆက်သွားလိုက်မယ်ဗျတတိယပင်နောက်ပိတ်လေးကိုရဖို့အတွက်တော့ကျွန်တော်တို့အနီအောင်၄တောင်နဲ့ကကျွန်တော်ညနေပိုင်းထွက်ခနဲ့နှစ်ခုပေါင်းကြည့်မယ်ပေါ့နော်အနီအောင်၄တောင်နဲ့မှာ၄တက်ထွက်ထားတယ်ဒီနေ့ကျွန်တော်တို့ညနေမှာပေါ့နော်တနေ့နာညနေမှာ၄တက်ထွက်ထားတယ် အဲ့ဒီလေတစ်နှလုံးပေါင်းခြင်းကကျွန်တော်ငားရတာပေါ့နော်ငားရတယ်ဆိုတော့အဝါစိမ့်လို့စိုက်ပြီးတော့တုံးပင်မြောက်ကျွန်တော်ဆက်လာခဲ့မယ်ဆိုရင်ကျွန်တော်ငားနောက်ပေလေးဖြစ်ပါတယ်အလွတ်နေတဲ့အနီရောင်ဝိုင်းလေးကငားနောက်ပေလေးဖြစ်ပါတယ်ခင်ဗျာအကျွန်တော်မိတ်ဆွေတော့ငားနောက်ပေလေးကြိုက်တယ်ဆိုရင်လည်းမိတ်ဆွေကြိုက်ဂီဝမ်ချင်းပရိတ်တွေနဲ့တွဲနိုင်ပါတယ်အကျွန်တော်ကတော့ဒီဆိုင်လေးရသွားလိုက်မယ်ဗျာနော်အဲ့တော့ပထမထိပ်စီလေးနဲ့တွဲရအောင်ဗျရဖို့အတွက်တော့ကျွန်တော်ထိပ်စီရဖို့အတွက်ကျွန်တော်ပန်းရောင်၄၀၀ကိုပေါင်းမယ် ်အညနေဘက်ပန်းရောင်၄00နဲ့မှာ sorry ပြ sorry ညနေဘက်မဟုတ်ပါဘူးအနောက်ဘက်ပေါ့နော်အကျွန်တော်နောက်ဘက်ဘက်မှာရှိတဲ့ပန်းရောင်၄00နဲ့မှာတော့9ရေ3ညရေ9ရေ3လုံးရှိတယ်ခင်ဗျာ9 3ည9အဲ့ဒီ3လုံးကိုပေါင်းလိုက်ရင်တော့နှစ်ရတယ်ခင်ဗျာနှစ်ရတဲ့အချိန်မှာကျွန်တော်ထိပ်စည်းဘက်မှာရှိတဲ့ပန်းရောင်၄00တင်းရက3လုံးကိုပေါင်းမယ်အဲ့ဒီ3လုံးပေါင်းခြင်းကကျွန်တော်နှစ်ရပါဝါခွန်ဖြစ်ရမယ်နော်3လုံးပေါင်းခြင်းခွန်ဖြစ်ရမှာဖြစ်ပါတယ် အလောလောဆယ်ထေစီဘက်ဘန်းရောင်4000နဲ့မှ46နှလုံးပဲရှိသေးတယ်။သုံးလုံးပေါင်းချင်းခွန်ဖြစ်ဖို့ဆိုရင်ကျွန်တော်ခွန်နှစ်ခွန်လိုနေတာဖြစ်ပါရဲ့ဗျာနော်။အဒါမှလည်းကျွန်တော်တို့နောက်ဘေးဘက်ကဘန်းရောင်ပေါင်းချင်းကနှစ်ထေစီဘက်ကဘန်းရောင်ပေါင်းချင်းကခွန်နှစ်ခွန်ဆိုပြီးမှအပေါ်ကအပြာရောင်အနက်ရောင်လို့ပါဝါအတွဲလေးရတော့မယ်ဗျာနော်။အဲ့တော့ထိပ်ကြီးပထမပုံစံရတော့ကျွန်တော်ခွန်ထိပ်9နောက်ပိတ်နေပေါ့နော်ခွန်ထိပ်9နောက်ပိတ်နေခွန်9တကွက်ကောင်းလေးရတယ်အဲ့ဒုတိယပုံစံလေးကိုတွားကြည့်အောင် ဒုတိယပုံစံကတော့ကျွန်တော်နောက်ပိတ်ကိုယူမယ်ပေါ့နော်အစောကကျွန်တော်တို့၄၁ပေါင်းခြင်းက၅အဲဒီတော့ကြောင့်ကျွန်တော်တုံးပင်မြောက်ဆက်လာခဲ့ရင်၅နောက်ပိတ်ပေါ့နော်၅နောက်ပိတ်ဖြစ်တဲ့ချိန်မှာအနီရောင်မြင်းတွေကတုံးလုံးကိုပေါင်းမယ်ပေါ့နော်အဲ့ဒီတုံးလုံးပေါင်းခြင်းက၅ရဲ့နှစ်ခတ်၃ဖြစ်ရမယ်ဗျာနော်အလောလောဆယ်အနီရောင်မြင်းတွေမှာခွန်၆နှလုံးပဲရှိသေးတယ်အဲတုံးလုံးပေါင်းခြင်း၅ရဲ့နှစ်ခတ်၃ဖြစ်ဖို့ဆိုရင်၃ညလိုနေတာဖြစ်ပါတယ် ငါနောက်ပိတ်ဖြစ်တဲ့အချိန်မှာကျွန်တော်တို့6ခွန်တုံညပေါင်းလိုက်မှာကျွန်တော်တို့9ရက်နှစ်ခတ်3ရရှိပြီးမှာတုံညထိပ်စီလေးဖြစ်သွားမယ်ဗျအဲ့တော့တုံည9ကျွန်တော်ဒုတိယအနေနဲ့တကွက်ကောင်းလေးဖြစ်ပါတယ်ခွန်9တုံည9လေးရပြီနောက်တစ်ခုကတော့ခွန်4ဖြစ်ပါတယ်အဲ့အဲ့ဒါကတော့အစောကရတဲ့ခွန်ထိပ်နဲ့ကျွန်တော်6နောက်ပိတ်ပေါ့နော်အဲ့ဒါလေးတွေ့တယ်ဗျာနော်အဲ့ဒါပေမဲ့ကျွန်တော်အရှိမလည်းပြောခဲ့ပြီးပြီ site ထဲမှာထည့်မဆွဲဘဲနဲ့ကျွန်တော်ဒီတိုင်းပဲရေးပြလိုက်တယ်ဗျာနော်ခွန်4တကွက် ဲ့တော့စုစုပေါင်းတော့ဒေ3ခွက်ပြန်နော်အခွန်9 3 5ဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများကတော့ခွန်ထိတ်တုံးမုံငါးပေကိုကြိုင်နှစ်တရများနဲ့တွဲကပ်နိုင်ပါတယ်ကျွန်တော်ကတော့စိုက်ပုံစံလေးရတုံးပေမြောက်လေး3ခွက်ပေါ့နော်ဒေ3ခွက်လေးကိုကျွန်တော်အတင်ပြပေးလိုက်ပါတယ်ဗျာအလုံးတွဲပျော်ရွှင်ရတဲ့ပုံကနန်းလေးဖြစ်ပါစေလို့ကျွန်တော်လည်းဆုတောင်းပြီးတော့အဲရင်ခုန်နေမှာဖြစ်ပါတယ်အလုံးမဲပေါ့နော်မနေ့ဖြန်ရောအင်္ဂါနေ့မနေ့ပိုင်းမှာတကွက်ကောင်းလေးတွေ နဲ့အမြဲရကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းရင်းတဲ့ဗီဒီယိုလေးကိုဒီမှာအဆုံးတက်လိုက်ပါရခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါရခင်ဗျာ